ကျွန်တော်ရဲ့ 3D ဝါသနာရှင်များလုံးမင်္ဂလာပါဗျ။ဟောလာမယ့်ခုနှစ်ကြိမ်မှာထွက်မယ့် 3D တော့ပေါ့နော်။အရင်မှာဆယ်နှစ်ခြားဆိုင်လေးပါ။ဆယ်နှစ်ခြားဆိုင်လေးဆိုတာကပြီးခဲ့တဲ့ပွဲမှာကျွန်တော်ကအဲ့ဒီ9ဆုံးခုနှစ်2005 2015 2020ပါပေါ့နော်။9ဆုံးတဲ့ခုနှစ် ငါးကြိမ်မြောက်ကငါးကြိမ်မြောက်ကပရိဟာ6ကြိမ်မြောက်ရှင်နှလုံးပေါင်းရိုက်တယ်ပေါ့နော်6ကြိမ်မြောက်ရှင်နှလုံးပေါင်းရိုက်တယ်ဒီမှာငါ2005 5ကြိမ်3 4 5ပရိကရှင်နှလုံးပေါင်းဒီမှာနှစ်လို့ရိုက်တယ်ပေါ့နော် ရှင်နှလုံးပေါင်းနှစ်လို့ရိုက်တယ်ဤရင်2005 5ကြိမ်မြောက်ခွန်ပရိက ဒီမှာရှင်နှလုံးပေါင်းခွန်လို့ရိုက်သွားတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီချုပ်ကျင်မြောက်တို့အဒီ2020က5ချိန်မှာကြာထားတယ်963 4ပြိကရှင်နှလုံးပေါင်း၄ရမယ်ဒါရှင်နှလုံးပေါင်းကိုတွေ့တာဗောနော်ရှင်နှလုံးပေါင်းလေးပြီးတော့ break တချုပ်ရှစ် break ရတယ်ဗောနော်အဲ့ဒီတချုပ်ရှစ် break ကလည်းကျွန်တော်ပြထားတယ်ဒီမှာ963ဆိုတာရှင်းညီကိုခွာနှစ်ခတ် အဲ့ဒီရှင်းကြီးကိုခွာနှက်ခတ်တွေလုတ်ပြီးတာ ਨੇ သူ့ရဲ့ break ဒီမှာရှင်းကြီးကိုခွာနှက်က၅လေး၃ပါနော်ရှင်းကြီးကိုခွာနှက်ခတ်လုတ်ပြီးရတယ်သူ့တက်က၉ break ကိုလေး6 break ပေါ့ကိုပါဝါလေးကိုနှက်ခတ်6အဲ့ဒီမှာတစ်ချက်ပြီးရင်ကျွန်တော်တို့ဟို96ခုနှစ်မှာရှင်းကြီးကိုခွာနှက်ခတ်ပြီးရင်သူ့ရဲ့ထပ်မှာ7 break 10 break ပေါ့နော်10 break က73 break ဆိုပြီးတော့ဒီမှာ865 10 break အဲ့ဒီတိုင်ပဲ6ချိန်ပါလေဒီမှာရှင်းညီကိုခွားနှက်ခက်လှုပ်ထားတဲ့အတွက်ကြောင့်သူ့ရဲ့ထက်က6ကိုလေး10 break ဆိုတော့10ပါပါ6နဲ့16 10 break ဆိုပြီးဒီမှာကျွန်တော်မှတ်ထားတာရှိအဲ့ဒီ16 10 break နဲ့ရှင်းနှလုံးပေါင်း4အတွင်းနဲ့ကစားမှာပေါ့နော် အဲ့ဒီဟာကိုပြဖို့တော့ကျွန်တော်ရန်လေးကတ်သွားတာလေကျွန်တော်တို့ပြီးခဲ့တဲ့6ချိန်မတိုင်ခင်မှာလေ6ချိန်မတိုင်ခင်မှာလေဒါမော်ပြမှာငလင်းကြီးစားပေါ့နော်ပြီးသူတော်တော်များများလေးပုံဝင်တော့ကဖြစ်ခဲ့ရတဲ့ဆုံးရှုံးမှုများတဲ့ငလင်းလှုပ်သွားခဲ့ဆိုတော့မပြောရရင်ကျွန်တော်လေဒီ check-in site ကြီးကြံလာတွေမတင်ပေးပြခဲ့ဘူးပေါ့နော် ခုအဲ့ဒီ site ကနေပြီးတော့ကျွန်တော်ကခု9ဆနဲ့ခုနှစ်တည်းမှာသူလုတ်ထားတာရှိရေပေါ့နော်ဒါဆိုရင်ကျွန်တော်85ကနေဆက်ပြအောင်ပေါ့နော်85 85အမှာဆိုရင်ဒီမှာ85ခုနှစ်ကြိမ်မှာ838ကြာရယ်ပေါ့နော်အဲ့ဒီ83ကြိမ်ကသူ့ရဲ့ဇောင်းပေါ့နော်သူ့ရှင်းနေဇောင်းကနေပြီးတော့1481ကြိမ်နေဒါ8အတွဲနဲ့ဝင်တယ်ပေါ့နော် deletion ဝန်းကျင်နဲ့ပြီးရင်55 85 85မှာကြတော့ခုနှစ်ချိန်မှာ3ည3 1အဲ့ဒီ3ည3 1ကိုမှသူ့ရဲ့ရှင်းနေဆောင်ကနေ30ဝန်းကျင်းနဲ့3ည3 1ဆိုပြီးတော့ဆင်းသွားတယ်။အဲ့ဒီတိုင်မှာ95မှာ98တွေ့တယ်။98ကဒီမှာ1ချင်းုံနေမကအောင်3လုံးဒဲပတ်လေပေါ့နော်။ 1.5ဆိုပြီးတော့အဒက်ပလေပြန်ဆင်းနေတယ်။ဝမ်းချင်းဝင်နေမှာကောင်။ဒါဆိုရင်ဒါက9585 95ခုနှစ်တည်းမှာဒီတခါ2005ပေါ့နော်။2005မှာဒီမှာတခါရဲပဲကျွန်တော်ရှင်းပြသွားမယ်။2005ခုနှစ်ကြိမ်မှာ3နှစ်ခွန်ထွက်တယ်ပေါ့နော်။3နှစ်ခွန်အဲ့ဒီ3နှစ်ခွန်ထွက်ဖို့တော့သူ့ရဲ့ရှင်းနှစ်ဒီမှာကျတော့ဇောင်းနဲ့လုံးမလို့ရှင်းနှစ်အချိန်ရတူ ਆ နေတယ်။ 2005ကို2004ကရှင်းနေအချိန်ရတူခုနှစ်ကြိမ်ရနေပြီးတော့ဝမ်းချိန်ရိုက်မယ်ပေါ့နော်ဟိုမှာ73နဲ့ဝမ်းချိန်နေ73တွဲ73တွဲ23တွဲအဲ့ဒီတည်းမှာ23တွဲဝင်ပြီးတော့ပရိကကြတော့ဒီမှာ433ခွန်ပရိပေါ့နော်လေတုံညာသုံးခွန်ပရိဒီမှာကျတော့နက္ခတ်တီပရိကို ခေါ်စရာမလိုတော့ဘူးဒါပေမဲ့အစိမ်းချတဲ့လူတွေနက္ခတ်ခေါ်ပြီးတော့ဒီရောက်ပင်အတွက်သုံးလို့ရတယ်ပေါ့ဒီမှာခွန်ပရိရှိတယ် အဲ့ခွန်ဘရိတ်ကိုမှကျွန်တော်တို့ကဘရိတ်ကိုပါဝါခွဲအောင်မယ်ခွန်ဘရိတ်ခွန်ပါဝါကနှစ်ဆိုတော့ခွန်နှစ်ဘရိတ်နဲ့သုံးနှစ်အတွဲဝင်ပြီးတော့ဒီမှာသုံးနှစ်ကိုနှစ်ဘရိတ်ရိုက်သွားတယ်ဒါ2005မှာ2000နဲ့မှာ55 2005မှာဆိုရင်မှာ2005 6 6ချိန်မှာခွန်သုံးညာလေးထွက်တယ်ခွန်ခွန်ပရိကရှင်တော်မောင်ခွန်နဲ့ခွန်သုံးညာလေးထွက်ပြီးတော့ ဒီမှာ၄၃6เนาะခုနှစ်ကြိမ်မှာ260ထွက်ဖို့အတွက်၄၃6ဟိုမှာ3961ချင်းပြီးတော့ဝင်လာတယ်သူရဲ့အောက်မှာ298ပရိရှိတယ်10ပရိ10ပါဝါ383ပရိเนาะ83ပရိเนี่ยကျွန်တော်တို့ကအဲ့ဒါ6ခွက်ပြီးစီပေါ့အဲ့ဒီမှာ260ဝင်လာတယ်260ဝင်လာတယ်ဆိုတော့ကျွန်တော်တို့ယခုရောက်ပြန်ပေါ့เนาะ ရောက်ပင်မှာကျွန်တော်တို့ဟာအတွေ့ရှင်းနှစ်ခုနှစ်ကျင်းရမယ်ဝမ်းချင်းရမယ်ဆိုတော့လေအဲငါးခုရှစ်ဝမ်းချင်းပေါ့နော်ငါးခုရှစ်ဝမ်းချင်းဆိုတော့ကျွန်တော်တို့ကဘာအတွဲတွေယူရမလဲဆိုရင်ငါးခုအတွဲရယ်ငါးရှစ်အတွဲရယ်ပြီးရင်ရှစ်ခုအတွဲရယ်ယူရမယ်ပရိပရိကကြတော့ဒီမှာ1 1 6ရှစ်ပရိရှိတယ်ဒီမှာလည်းရှစ်ပရိရှိတဲ့အတွက်ကြောင့် 83 break ယူရမယ်စိတ်မချတဲ့သူများ83 tip break ပါယူလို့ရတယ်ပေါ့နော်ရှေ့ရနေက tip break ပါယူလို့ရတယ်ဆရာတို့အဓိကကျွန်တော်တို့က83 break ယူရမယ်ဆိုတော့အတွေ့အား9ကိုတွေ့8တွေ့8 9တွေ့ကျတော့ကျွန်တော်တို့က83 break ဆိုတော့ကျွန်တော်တို့က break အနေနဲ့83 break 83 break ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ 9ခု10ဝန်းကျင်ပေါ့နော်သူရောက်ပင်ရဲ့10တဲ့ဝန်းကျင်ဆိုတော့9ခု10ဝန်းကျင်ဟိုမှာ9ခုတွဲ9တွဲ10ခုတွဲဟိုမှာ variation နဲ့ဆို9ခု၄9 5 10တဲ့ဒါ10 brain နဲ့ပြင်3 brain နဲ့ဆိုရင်9ခု9 80 10 6သုံးခွက်စီပေါ့နော်ဒီ6ခွက်ကိုကျွန်တော်တို့ဒါခုနှစ်ကြိမ်အတွက်ထိုးရပါမယ်ဒီထက်အောင်ကျွန်တော်အကျယ်ဆုံးခွက်ဆိုရင်8 9 10ရယ် နော်69 98ပေါ့နော်69ရဲ့နောက်ပြီးရင်980 96 6ဒီ3ခွက်ကိုအကျိုက်ဆုံးပေါ့နော်ဒါဆိုရင်ကျွန်တော်ယခုပြတဲ့ site လေးကနေပြီးတော့ကျွန်တော်ရဲ့ 3D ဝါသနာရှင်များအားလုံးကံကောင်းကြပါစေအားလုံးပဲ good luck ပါ